စနီးတဲ့နဲ့ပတ်သက်ပြီးပြောလာတဲ့ဇကားရင်းကြောင့်အေးဝီတောင်ကိုစိန်ခေါ်လိုက်တဲ့ဂျာပေါင်ရန်ကုန်စလီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဂျာပေါင်ကတော့ အမှုပညာလောကမှာအောင်မြင်ခဲ့တဲ့အမှုပညာရှင်တအုပ်ဖြစ်ပါတယ်။ကြားပေါက်ရဲ့တခြင်းတွေကတခြားသူတွေနဲ့ပုံစံလုံးဝကွဲထွက်နေတာကြောင့်ကြားပေါက်ခင်ရဲ့လူတစ်ခါတော့ဖြစ်ခဲ့ပါသေးတယ်။ကြားပေါက်ကိုယ်တိုင်ကလည်းအမှုပညာရှင်ကြီးရင်ကိုရဲ့သားဖြစ်တာကြောင့်အမှုပညာမျိုးရိုးကဆင်းသက်လာတာဖြစ်လို့သူရဲ့တခြင်းတွေကတော်တော်လေးကိုအရင်သွေးကောင်းခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ကြားပေါက်ကအမှုပညာလုပ်တွေကိုလုပ်တာရန်နာထားပြီးအကြောင်းအရာတချို့ကြောင့်မြန်မာနိုင်ငံမှာမနေဘဲအခြားနိုင်ငံမှာပုံခိုနေခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးမြန်မာနိုင်ငံကထွက်သွားတဲ့အချိန်မှာကြားပေါက်ကသူ ူပေါင်းတင်းနေတဲ့ဇနီးနဲ့သားသမီးတွေကိုချားခဲ့ပြီးအေဝီအီတောင်းရဲ့ညီမငယ်ဆုံးလေးဖြစ်တဲ့စွီဝီအီတောင်းနဲ့အတူတူထွက်ခွာသွားတာဖြစ်ပြီးစွီဝီအီတောင်းနဲ့တအိုးတိန်ထူထောင်နေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အမဖြစ်သူအေဝီအီတောင်းနှင်းဝီအီတောင်းနဲ့မိသားစုတချို့ကတော့စွီဝီအီတောင်းနဲ့အဆက်အသွယ်တွေပြတ်နေခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်တော့စွီဝီအီတောင်းကကြောင်းပေါင်းနဲ့အတူတူနေထိုင်ပြီးခလီတယောက်ကိုတောင်ဖွားမြင်နေခဲ့ပါပြီ။လွန်ခဲ့တဲ့လကအသားအုံးလေးကိုဖွားမြင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးကိုဝင်အရှင်မာကြီးနဲ့အိမ်အလုပ်တွင်ရောမိသားစုတာဝန်တွေရောစီးပွားရေးအတွက် ါလုံပန်းနေရတဲ့ဆွေးဝီအီတောင်အတွက်အမားဖြစ်သူအေးဝီအီတောင်ကမခံမရနိုင်တဲ့စကားတချို့ပြောပြလာခဲ့ပါတယ်။အဲ့သူအနေနဲ့ကတော့ ဆွေဝီတောင်းလေးကအငယ်ဆုံးဖြစ်လို့အိမ်မှာထမင်းအောင်မှခူးစားခိုင်းခဲ့တာမဟုတ်ဘူးဒါပေမဲ့အခုလိုမျိုးဘဝကိုထူထောင်လိုက်တဲ့အချိန်မှာတော့အိမ်မှာထမင်းအောင်ခူးစားစရာမလိုပဲချိန်မွေးမိမလောင်လက်မွေးမိမလောင်နေခဲ့ရတဲ့ကလေးလေးကအခုချိန်မှာအိမ်လုတ်တွေလည်းလုတ်တက်နေပြီးမိဘတွေလည်းတိုက်တက်နေပြီးကိုရိုင်းနာမှဒံပေါက်တွေချက်နေတက်ပြီးဆိုပြီးပြောပြလာခဲ့ပါတယ်အမတယောက်အနေနဲ့ညီမတယောက်ပေါ်မှာစာနာတနာစိတ်တွေနဲ့ရှင်းသားထားခဲ့တာပါ နောက်ပြီးဆွေးဝီတောင်ကိုရိုင်းကမိသားစုတွေနဲ့အဆက်အသွယ်ဖျက်ထားတာဖြစ်တဲ့အတွက်သူရဲ့အမဖြစ်သူအနေနဲ့ဆွေးဝီတောင်ကိုတွမ်းရောက်ကြည့်ချင်တယ်ဆိုတာမှကြီးကွင်းမရခဲ့ပါဘူး။ဒါကြောင့်တနာရည်စိတ်နဲ့မြေတားရင်ရှင်ထားပြီးအခုလိုစကားရီဆိုလာခဲ့တာဖြစ်ပါတယ်။ဒီလိုစကားရီဆိုလာခဲ့တာကြောင့်ခင်မုန်းဖြစ်သူကြားပေါက်ကအိမ်မငယ်ဆုံးမို့ဖူးဖူးမှုတ်ခံထားတဲ့ဆွေးဝီတောင်ကသူနဲ့ရမပင်ပန်းနေတယ်လို့အေးဝီတောင်ကဆိုလိုတဲ့သဘောဖြစ်တာကြောင့်တနာရင်နင့်လို့ခရူနီနဲ့ရှုခိုင်းလိုက်လေဆိုပြီးတော့မှဒဲရေးလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်နင့်ဝီ ီတောင်ကလည်းသူ့ဘဝနဲ့သူဖြတ်တန်းနေတာဖြစ်ပြီးအေးဝီတောင်ကိုရိုင်းကလည်းချမ်းသာတဲ့ခရိုနီနဲ့လက်ထပ်ထားခဲ့တာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာလည်းစီးပွားရေးလုပ်ငန်းတွေအများကြီးကိုပိုင်ဆိုင်ထားသလိုနိုင်ငံသားနဲ့မြန်မာပြည်ကိုကူးသွားကူးလာလုပ်နေရတဲ့အမှုပညာရှင်တအုပ်ပဲဖြစ်ပါတယ်။နောက်ပြီးအေးဝီတောင်ကိုရိုင်းကလက်ရှိမှာလူရှိကိုပြန်ထွက်လာတာဖြစ်ပြီးအမှုပညာလုပ်တွေကိုလည်းလုပ်နေတာကြောင့်ချင်ရတဲ့မြန်မာလေးအတွက်ဝမ်းနဲ့နေခဲ့တာပဲဖြစ်ပါတယ်။အငယ်ဆုံးမြန်မာလေးကအထွေးဆုံးလေးလည်းဖြစ်တယ်လို့အိမ်မှာတကယ်ကိုလည်းအလွန်လိုက်ခံရတာဖြစ်ပြီးအမေရဲ့အချစ်ဆုံးသမီးလေးဖြစ်တာကြောင့်အ ခုလိုမျိုးကလေးတယောက်နဲ့ဘဝကိုရုန်းကန်နေရတဲ့အချိန်မှာတနာနေမိတာကိုကြားပေါက်ဖြစ်သူကခင်မွန်းဖြစ်သူကြားပေါက်ကအခုလိုတဲ့ပြောလာတာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲအေးဝီတောင်းတို့မိသားစုတွေကကြားပေါက်တို့နဲ့ဆက်ဆက်မလုပ်ဘဲနဲ့ညီမလေးနဲ့အဆက်အသွယ်ပြတ်နေကြရတယ်လို့ထင်ရပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအမားတယောက်ကအခုလိုပြောလာတဲ့ပုံမှာပြန်လဲတုံ့ပြန်လိုက်တဲ့ကြားပေါက်နဲ့ပတ်သက်ပြီးဘလို့ရိမှတ်ချက်ပြုကြလဲ။ဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။